မယ်ကြည့်တာကတော့ဝိတုတို့တွေဒါများတာဗျလုံးချင်းကြတော့ကျွန်တော်ကဟိုဘာဟိုရင်းမရှိတာဟို၁၀ဦးလောက်ပဲရှိတယ်။လုံးချင်းအဲ့အဲ့ထဲမှာတန်ချောင်းတော့နာမည်အကြီးဆုံးပေါ့။ဗီဒီယိုလည်းအချိန်ချင်းရရတယ်။ရုပ်ရှင်လည်းရရတယ်။အခါသူက၅နှစ်လောက်ကြာရင်နောက်တစ်ခါထပ်ထပ်ရဒီဇယ်တန်ချောင်းလာလာဝယ်ကြတာဟုတ်။ကျွန်တော်တို့ကစာရေးတဲ့အလုပ်မလုပ်နဲ့လို့ပြောလို့လည်းမနေနိုင်တော့ဘူးကကျွန်တော်တို့ကဒီပို့ဟာဒီပို့ဟာဆိုတော့ဗာဆေးထိုးလို့ကမရဘူး။ဒီပို့ဟာဝင်သားဆိုတော့ဟိုစာရေး စာရေးတဲ့ဟိုသေးတဲ့ဒီစာရေးသွားပါပါစာရေးဆရာကဟိုဒီမော့အမြဲတမ်းတော့စိတ်ကပြူနေရတယ်ဗျအဲ့ဒါမှသူဟိုရင်းပြတာတော့ကျွန်တော်တို့စာလေးတွေလက်ဆက်တာဟုတ်လားကျွန်တော်စာရေးတွေကဘဝသူဘောပဲရေးတယ်အချိဝတုမရေးဘူးဗျဟိုစာရေးတွေဆရာဘောဟိုရင်းဆရာမောင်သာရဝတုဆိုရဲလို့ဆိုတော့ဘဝသူဘောပဲနောက်တော့ကျွန်တော်ကိုယ်တိုင်ကဘဝသမားဗျဟိုခိုးတော့ကျွန်တော်တို့ ဒီလိုရှိတယ်ဟိုတော့ကျွန်တော်တို့ဆရာမမော်တင်အောင်ရဲ့စာတွေလက်ဖတ်တော့အဲ့တော့ဆရာအောင်လင်းရဲ့စာတွေသူတို့ကဘဝဝိထုတွေရေးတာကအရက်တော့တယ်အဘိဓမ္မာသမားတွေအဘိဓမ္မာဆန်ဆန်စကားပြောတယ်အဲ့ဒါတွေကျွန်တော်တို့ကဆွဲတာပဲအဲ့ဒါဆွဲတော့အပြင်မှာနေတဲ့ style ကအဲ့အဲ့အောင်လင်းရဲ့ဝိထုတွေကမောင်းမမငိမ့်နေရလို့ပဲခါတယ်စေဘောလေးလေးနဲ့သဗျာဘုဒ္ဓိုင်နဲ့အဲ့လိုလေသူ style လေးတွေက သူတို့ guide လိုက်ဖမ်းပြီးတော့နေကြတာအပြင်မှာအရေလဲတောက်သေးတယ်ကဲစာရေးရှာဖြစ်ရှင်လို့ဆိုပြီးတော့အရေလဲတောက်အရေကတောက်တော့ဗာပြစ်လဲဆိုအင်းကအရေတောက်မလာနဲ့ပြန်မလာဆိုနှင်းချတော့တကယ်စာရေးရှာဖြစ်ဖို့အတွက်ကျွန်တော်အဲ့ဒါအပြင်မှာအင်းကနှင်းချတာလို့တငယ်ချင်းနေနဲ့သွားနေရတယ်အဲ့တော့ဘိုးတို့ကစာရေးရှာဆိုတာကတော့အရေတောက်မှာပဲစာရေးရှာပြစ်လဲဆိုကျွန်တော်ကိုယ်တိုင်အဲ့လိုထင်ဘူးတာဗျာ ဘာဖြစ်လို့ဟိုဆရာအောင်လင်းနဲ့ဝိတုဖတ်လိုက်ရင်လည်းဒီအရက်တောက်တဲ့အကြောင်းတွေပါတာဘူးအဲကျွန်တော်တို့အရက်တောက်ပြီးတော့အဲ့လိုဘောရဲရှောက်ပြီးတော့တူးမြင်းလဲရှောက်မောင်းကျွန်တော်ခုရွှေဘကံပေါ်ကြတဲ့မြင်းရည်ဆိုတာမြင်းနဲ့သမဆက်လန်အဲ့ဒါကျွန်တော်ဝိတုအဲရုပ်ရှင်တွေပဲရိုက်တယ်အဲအဲ့အဲ့လိုပေါ့လေဘောရဲကိုတူးပြီးဇက်လန်တွေရှာတယ်ဟိုအခုကြတော့ဒါကြီးကအရက်ကထိုက်တယ်လို့တော့အထောက်ကူဖြစ်တာပေါ့နော်အခုဟိုတကယ်တော့အရက်သမားဖြစ်ပြီးတော့ဟိုဘဝဆုံးသွားတဲ့ ကလောင်တစ်တွေလည်းရှိတယ်ဗျနှမျိုးပုကောင်းတယ်အဲ့ဒါကတော့အရက်ဘက်ကိုနစ်သွားတာပေါ့နော်ကျွန်တော်တို့ကြတော့အဲ့လိုတော့မနစ်ဘူးပေါ့ဒါဟိုအရက်တောက်တဲ့အကြောင်းပြောတော့လူငယ်တွေဦးနှစ်ဖြစ်သွားမှာဆိုပြောပြန်ပြောပြဒါဒီလောက်ကိုတော့ကစတိုင်ဖို့လို့တော့ဟိုတော့ကဂျီစီကြောင်းနဲ့မှမျောရတဲ့အတွက်ကိုတော့ကတော့ဆာရေးဆရာအရက်တောက်မှာပဲစေဒီဘောလေးနဲ့အဲ့အဲ့စတိုင်ကိုကျွန်တော်တို့ကဖမ်းတာဖြစ်လို့တဲ့အရက်တောက်တာပါဒီဘက်ခင်မှာကြတော့အခုအရက်မတောက်လဲကျွန်တော်ဆာရေးလာအဲ့အဲ့လိုတော့ရှိပါတယ်ကိုရင်းမော်လီခုနပြောသူ ်မြင်းလဲသမားကြောင့်ရွှေပကံဝေါ်ကြတဲ့မြင်းကြီးဆိုတော့ကိုယ်တိုင်မြင်းလဲသွားမောင်းတယ်လေကျွန်တော် မြင်းမြင်းလဲသမားတွေနဲ့သွားသွားနေတယ်ကျွန်တော်ဒီတလားလောက်သူတို့နဲ့မြင်းလဲကိမှာသာသူတို့ဝင်ပြီးမြင်းလဲတိန်းတာဆာသူ့အိမ်မှာလိုက်အိတ်တယ်မြင်းလဲသမားအိမ်မှာလိုက်အိတ်တယ်နောက်ကျွန်တော်ညီမလေးကြီးကရွှေဆိုင်ဖွင့်လာတယ်ဈေးထဲမှာတမြင်ဈေးထဲမှာ ချောချောလေးတွေကျွန်တော်လမ်းတွေတုံမဆက်အောင်တဲ့မြင်းလဲလိုက်မောင်းလေးလို့ ျွန်တော်အဲ့လိုကျွန်တော်ရေးပြတာဟုတ်ပြောကအေးရလဲအဲ့လိုဆိုမင်းလည်းမောင်းမလားကျွန်တော်ကမောင်းတာပဲအလိုက်ပါဘာဖြစ်လို့ तू ကအဖြစ်ရေးလို့မရဘူးဆရာမောင်းတာကရေးထားတာဟုတ်မတက်ရလို့လမ်းမှန်ကောင်မှ तू လေးဘင်းကားသမားကြောင်ရေးထားတာ तू ကိုယ်တိုင်လေးဘင်းကားလိုက်မောင်းမှရေးတယ်ဆိုတော့ကျွန်တော်ကလည်းမင်းလည်းသမားကြောင်ရေးတယ်မင်းလည်းလိုက်မောင်းတာပေါ့အဲ့လိုအဲ့လိုလေးဘဝတိုင်းမှာရင်းပြီးတော့ရေးရတာပါအဲ့တော့ဘာပဲဖြစ်ပေါ့ကျွန်တော်တို့က 就是就是那把嘞，晒一下皮把嘞，晒一下没皮呢，都都，我们比头油油他那边听下嘛。 ဒါမဲ့ကြည့်တာကတော့ဝိတုတို့တွေဒါများတာဗျလုံးချင်းကြတော့ကျွန်တော်ဟိုဟာဟိုတင်းမရှိတာဟုတ်၁၀ဦးလောက်ပဲရှိတယ်။လုံးချင်းအဲ့အထဲမှာတန်ချောင်းတော့နာမည်အကြီးဆုံးပေါ့။တန်ချောင်းပြီးတော့ခုနပြောတဲ့ရွှေပင်ကံပေါ်ကြားရမြင်ဒီနှစ်ပုတ်ပါပဲ။တန်ချောင်းတော့သူကအရန်နာမည်ကြီးတာပေါ့နော်။သူကတော့ဟိုဒီဟိုဗီဒီယိုလဲအချိန်ချင်းရရတယ်။ရုပ်ရှင်လဲရရတယ်။အခါသူက၅နှစ်လောက်ကြာရင်နောက်တစ်ခါထပ်ထပ်ရဒီဇယ်တန်ချောင်းလာလာဝယ်ကြတာဟုတ်။တန်ချောင်းအခုတည်းလေတရုတ်ပြည်ကလည်း ဝယ်သွားပြီးတော့တရုတ်လိုဘာသာပြန်တယ်ဟိုးလွန်ခဲ့တဲ့တန်တော်ဆာရေးပြီးဘာသာတော့ဂျပန်ပြည်ကဝယ်တယ်အဲဂျပန်လူအခုကြတော့အခုတည်းဒါမနစ်တည်းနေရာမှာတရုတ်ပြည်ကတခါထပ်ပြီးတော့ဝယ်သွားသေးတယ်တရုတ်လူပြန်ဖို့အတွက်တော့တန်ချောင်းကပို့ပြီးတော့ကျွန်တော်ဘွားကပို့အောင်မြင်တာပေါ့နော်ချစ်ဆက်လို့ကကျွန်တော်တို့ကစာရေးတဲ့အလုပ်မလုပ်နိုင်လို့ပြောလို့လည်းမနေနိုင်တော့ဘူးကကျွန်တော်တို့ကဒီပို့ကဒီပို့ကဆိုတော့ဘာဆေးထိုးလို့ကမရဘူးဒီပို့ကဝင်သားဆိုတော့ဟိုစာရေး စာရေးတဲ့ဟိုသေးတဲ့စာရေးသွားမှာပါဟုတ်ကဲ့ခုတည်းလည်းကျွန်တော်ရေးနေတာဒါကြောင့်ကျွန်တော်ပေးတာခုတည်းသိတယ်ဘာလို့တချို့ကျွန်တော်တို့လည်း level တန်းနေယူရင်းဒီမှာတချို့မရေးကြတော့ဘာလို့မရေးဆိုအခုကဟိုဒီဒီခစ်ဖြစ်သွားပြီလေဒီမှာရေးပြီအဲ့တော့ဒီပုံမှာရေးပြီးတင်နိုင်မှာတချို့ကျတော့ဓာရီစိတ်မရှိကြဘူးမရေးတော့ကျွန်တော်တို့ကတော့အခုတည်းဒီပုံမှာရေးပြီးတင်လို့အဲ့တခုရှိတာကဒီပုံမှာရေးတင်တဲ့အတွက်ဒီနေ့မက်မောက်ကာလာကိုကျွန်တော်တို့ နားမျက်စိဖွင့်ထားမှမြင်နေမှရေးလို့ရတာအဲ့တော့အဲ့ဒီလိုနားမျက်စိဖွင့်တဲ့အကျင့်ကကျွန်တော်တို့ကဝိတုတ္တုမာတိဆိုတော့ဝိတုတ္တုရေးတဲ့လူကနားမျက်စိအမြဲတမ်းဖွင့်ထားတာအဲ့ဒီအကျင့်ကပါနေတော့အခုတည်းကဒီဒါလေးတွေကရေးခွက်တွေတွေ့နေလို့မျက်စိတွေမှာလာလာတွေ့နေတွေ့ရင်ခံစားပြီးရေးနေလို့မှာပဲအဲ့တော့တက်လုံးရေးသွားမှာပါဒါကတော့လို့ဟောပင်ဆိုတာလည်းလေဥမာဆိုတော့ဗျာတက် အချင်းနေပေးသလိုရေးရတာလေးလည်းရှိတာပေါ့နော်ကျွန်တော်ဆိုရင်အခြေဝတ္ထုမရေးပါဘူးသို့တော့ကျွန်တော်ဘဝတစ်ခုတခြားမှာအခြေဝတ္ထုတွေမရေးခဲ့ဘူးမရေးခဲ့တယ်နာမည်တော့ကျွန်တော်မပြောတော့ဘူး share လို့ရေးပေးတာဗျာအဲ့ဒါကနာမည်ကြီးစာရေးဆရာမเนาะဒါအခုခေတ်မူတော့ပြီးခဲ့တဲ့ဟိုလွန်ခဲ့တဲ့အနှစ်20လောက်ကနာမည်ကြီးတဲ့စာရေးဆရာမအခုဆိုစာရေးဆရာမကြီးဖြစ်နေပြီသူ share လို့ကျွန်တော်ရင်းလောက်ရှစ်အုပ်လောက်ရေးပေးဘူးတယ် အဲ့ဒါဘာလို့ကျွန်တော်ကဝေးရေးလဲဆိုတော့အဲ့ဒီတုန်းကအရက်ကအရန်တောက်တယ်ခုနပြောအရန်မြင်ချလာတဲ့အနေသားမှာအဲ့ပတ်စံအရန်လိုတယ်ပတ်စံလိုတယ်အဲ့တော့ share တို့တပုတ်ကြီး900ရတယ်ဘာလို့လစာက450ခုနရာစကေးရရာရှိလစာအဲ့ခစ်ဆိုတော့900မနေဘူးသူကအဲ့900ရတော့သူကကျွန်တော် share တို့ထုတ်ဝေသူကအပ်လိုက်ရင်100ရန်200ပေးတယ်ပြီးရင်300ထပ်ပေးတယ်အဲ့တော့အဲ့ပတ်စံလိုခြင်းလို့ကျွန်တော်က share တို့ရတာအချိဝတ္ထုတွေအဲ့တော့ကျွန်တော်အချိဝတ္ထု မရေးတတ်ဘူးမတင်နဲ့အမေအခြေဝတ္ထုတော်တော်ကောင်းကောင်းရေးရတယ်ဗျာဒီမှာဟောအဲ့တော့အခြေဝတ္ထုမလွတ်တာရှောင်းတာကြီးအခုကိဟိုရင်းနဲ့ပေါ်ပင်ဆိုတာလည်းအဲ့ဒါပဲအခုကိကြတော့အခြေဝတ္ထုဆိုတော့စာစာရင်အခြေကရေးရတာဟုတ်နော်အဲ့တော့အခြေဝတ္ထုကလည်းလိုအပ်ပါတယ်အဲ့တော့ဒါမှမဟုတ်ဒီအခုကိမှာတော့ပေါ်ပင်တော့ကျွန်တော်တို့ကမရေးမရေးတော့ဘူးအသက်အရွယ်ရနော်အဲဒါမှမဟုတ်စာရေးဆရာကဟိုရင်းပေါ့အနည်းငယ်တော့စိတ်ကပြိုနေရတယ် အဲ့ဒါမှသူဥရင်းပြတာတော့ကျွန်တော်တို့စာလေးတွေလက်ဆက်တာပေါ့နော်လက်လက်အဲ့လေးလေးတော့ရှိပါတယ်။ဟောစကားလက်ဆောင်ဆိုတာတော့ဟိုကျွန်တော်ဟိုကျွန်တော်ဆရာပြောတဲ့ဟာလေးပဲတူတူလေးပဲပြန်ပြောပြစီအဲ့ဒါကတော့ကျွန်တော်စာရေးစာစာရေးကစားဆရာတင့်တယ်ဆရာတင့်တယ်ဆိုတော့ဟိုတုန်းကနှကန်းဒီမာလေးများရဲ့အသေးစွဲဆိုစာရေးဆရာတင့်တယ်ဘယ်တော့နာမည်ကြီးလဲဆိုတော့ရှုမွားမဂဇင်းမှာသူအက်ဒီတာလုပ်တယ်ညနေတိုင်း၄နာရီခွဲသူပြန်ကန်ကြီးရရင်တယ်လီဖုန်းတွေလာတယ် ကောင်မလေးဒီကောင်မလေးဒီရှေ့လာလာခေါ်မယ်လာသူလာကျွပန်းပန်းညာတော့ကျိုးစားအဲ့ဒါညနေကျရင်တိုက်ရှိမှကောင်မလေးဒီရန်ဖြစ်ကြတယ်ဗျာဆရာတင့်နေတော့ဖေးရင်ထွက်ပြီးရတယ်အေးငါအရင်မှားထားတာကဒီပါအာဆရာဆာရေးဆရာတင့်နေတော့နှခမ်းညီမလေးမြတ်အသေးစတင့်နေအဲ့လောက်နာမည်ကြီးတဲ့ဆာရေးဆရာအဲ့ဆာရေးဆရာကြီးကကျွန်တော်တို့ဆာရေးဆာရေးဆရာပေါ့စားပြည့်တယ်ရှင်မသူအသက်60ဖြစ်သွားဆန္ဒမွေးစမ်းမှာအက်ဒီတာလုပ်တယ်အဲ့ဆရာကြီးကကျွန်တော်ကိုအမြဲတမ်းပြောတဲ့စကားတွေကိုရှိတယ်ကိုမောင်မောင်ဦးရေတဲ့ စာရေးเสียဖြစ်ရှင်ရင်စာများများဖတ်ပါတဲ့စာများများရေးပါတဲ့ဘယ်တော့မှရက်မထားပါနဲ့အဲ့ဒါလေးကိုစကားလက်ဆောင်လေးများများရေးကြပါများများဖတ်ကြပါတို့ပြောပြရစီ